အပိုင်း9ရဲ့စမှာတော့ပြိုင်ပွဲကြီးရလဲစတင်လာခဲ့ပြီးတိုရှိမားနဲ့ယူကာရီဆူရူကတော့တိုက်ခိုက်ဖို့ဟန်ပြင်နေခဲ့ပါပြီတိုရှိမားကယူကာရီဆူကိုသူနဲ့တိုက်ခိုက်တဲ့ချိန်ရှော့ကာပုံစံပြောင်းလဲဖို့တောင်းဆိုလိုက်ပါတယ်နောက်ကြားတဲ့ချိန်မှာတော့ယူကာရီဆူတယောက်လန့်သွားခဲ့ပြီးပုံပြောင်းမဲ့ဒီတိုင်းလေးပဲတိုက်ခိုက်မယ်ဆိုရင်ရောလို့ထွေးလိုက်ချိန်တိုရှိမားကတော့ဒူးထောက်ကပုံပြောင်းမဲ့ဖို့တောင်းပန်နေခဲ့ပါတယ် ဒါရောယူကာရီစုလည်းပုံပြောင်းမှုအတွက်လမ်းမြောက်လိုက်ပြီးတူကြီးမားလည်းရှော့ကပုံစံကိုမျှော်လင့်ခဲ့ပါပြီ။ဒါရီမဲယူကာရီစုကတော့ပုံပြောင်းသေးပဲကိုဟန်ပြကစနေချိန်တူကြီးမားတယောက် same shade ဖြင်းနေခဲ့ပါတယ်။ဒါရောယူကာရီစုလည်းတူကြီးမားကိုစောက်ကန်လိုက်ပြီးရှော့ကပုံစံတွင်ပြောင်းလိုက်ပါတယ်။ဆန္ဒတွေပြေဝသွားတဲ့တူကြီးမားလည်းတီရီကြကပီတီတွေဖြာနေခဲ့ပါပြီ။ အင်းနောက်မှာတော့သူလည်းမျက်နှာဖုံးကိုတက်ကသွင်ပြောင်းလိုက်ပြီးယူကာရီစုရဲ့စိတ်ထဲမှာတော့တူကြီးမတယောက်ချားလူတယောက်လို ဖြစ်သွားလို့မျိုးရှင်ဝါတစ်ခုကိုတွေးလိုက်ရပါတယ်။အင်းနောက်မှာတော့တူကြီးမတယောက်ဒီနဲ့အော်ကတလန်းချင်းရှောက်လာနေခဲ့ပြီးရိုက်ဒါပန့်စ်လို့အော်ကမျက်နှာကိုရိုက်ဒါပန့်စ်နဲ့ကင်းစင်ဆွဲလိုက်ပါတယ်။ဒါကြောင့်ယူကာရီစုလည်းစာထွက်မှတ်ကိုပြန်ရအောင် လွင့်ထွက်သွားခဲ့ရပါပြီ။ ချက်ထဲလေးကိုမှောက်သွားတဲ့အတွက်မီဆူဘလည်းတုံလို့သွားခဲ့ကချစ်သူလေးကိုစိတ်ပူသွားခဲ့ပါတယ်။ဒရီမင်းနေတဲ့ချစ်သူလေးသတိပြန်ရလာဖို့အတွက်ချစ်စစ်ရဲ့နန်းတပွင့်နဲ့အဖေတယောက်ရှိယူရလိုက်ချင်းချင်းကတကောင်ကြားကိုလက်သေးတလုံးကဝင်လာခဲ့ပါတယ်။ဒါရောနှစ်ယောက်သားလည်းလွင့်ထွက်သွားခဲ့ပြီးလွင့်ထွက်သွားတဲ့မီဆူဘကိုအီချီယိုတယောက်မင်းဝင်းတောင်းနေတဲ့မျက်လုံးနဲ့ချန်ကုန်းကြီးကတိုက်ခိုက်ဖို့အတွက်ပြောလိုက်ပါတယ်။ဒါရောမီဆူပါလေယုကာရီစုကိုတဲမှာထားတာတိုက်ခိုက်ဖို့ပြင်ဆင်လိုက်ပါတယ် ဝစ်စားရီလဲဖို့အတွက်ချွတ်ချလိုက်ချိန်မှာတော့ယူရီကိုတယောက်မျက်စောင်းတွေနဲ့ခိုးကြည့်နေခဲ့ပါပြီ။မစ္စူဘာရဲ့ဖင်လုံးလုံးလေးကိုမြင်လိုက်ရချိန်မှာတော့ယူရီကိုတယောက်တီရီပါကြနေခဲ့ပါတယ်။အင်းတော့မှာတော့တိုက်ပွဲကြီးကလည်းစတင်လာခဲ့ပြီးပြေးဝင်လာတဲ့အီချီယိုကိုတာလေးပဲကွက်ရွှေကလမ်းကြောင်းပြောင်းမင်းလိုက်တာကြောင့်အီချီယိုလည်းမြေကြီးနဲ့မိတ်ဆက်သွားခဲ့ပါပြီ။အဲ့ချိန်မစ္စူဘိုင်းစိတ်ထဲမှာတော့အချိန်တော့သူက V3 ဖြစ်ချင်ခဲ့ပေမဲ့ ခုတော့ Rider Man ပဲဖြစ်ချင်တော့ကြောင်းတွေးနေခဲ့ပါတယ်။ Rider Man ဆိုတာကတော့ဂျပန်ကြီးလုံးကိုကာဝယ်ဖို့အတွက်အမြင့်မြတ်ဆုံး Rider ဖြစ်မီဆူဘာတယောက်သတ်မှတ်ထားခဲ့တာကြောင့်ပဲဖြစ်ပါတယ်။အဲချိန် Ichio ကပြေးဝင်လာပြီးမီဆူဘာကလည်းလက်ကိုဆွဲက လေထဲကိုမြှောက်ပင်ပေးလိုက်ပါတယ်။ချင်မဟုတ်တဲ့ Ichio လည်းခေါင်းနင်းကရှင်ယူလိုက်ပြီး V3 Kick ကိုနောက်ပြန်မှာကစ်ပြလိုက်ပါတယ်။ အင်းနုံမောင်နှစ်ယောက်သားလုံထွေးနေကြရင်အီချီယိုတယောက်မီဆူဘောက်ကင်ပေါက်ဖို့လုံလိုက်ချိန်မှာပဲမီဆူဘောက်ကပဲပြန်ပြီးကင်ပေါက်လိုက်ပါတယ်။ဒါကြောင့်အီချီယိုလည်းဒေါသတွေထွက်သွားခဲ့ပြီး V3 စိတ်ကိုအပြည့်အစုံကလော်ဝါဆောင်းနဲ့နီးကပ်ခုတ်ချလိုက်ပါတယ်။မီဆူဘောက်တယောက်ချိန်ပြီးကာလိုက်နိုင်ပေမဲ့ဂိုလုံးကွဲရသွားလို့ခံစားရရပြီးလဲကျသွားခဲ့ပါတယ်။ အချီယိုကတော့မီဆူဘကိုမင်းရဲ့အာကီရိုမှာဆရာကြပေမဲ့ရိုက်ဒါတယောက်ဖြစ်မလာသေးဘူးလို့ပြောလိုက်ချင်းမီဆူဘလည်းသဘောပေါက်သွားခဲ့ပါပြီ။ဒါကြောင့်မြောက်သားရိုက်ဒါစိတ်ဓာတ်ကိုကိုစီသွင်းကနောက်ဆုံးတိုက်ခွက်ကိုတတ်သွင်းလိုက်ပါတယ်။အင်းတို့မှာတယောက်ကိုတယောက်ရိုက်ဒါပက်စ်တွေကျွေးလိုက်ကြပြီးအချီယိုကတော့မီဆူဘကိုအစွမ်းကုန်ထုတ်ဖို့ခနဲ့နေခဲ့ပါတယ်။ဒါရမီဆူပါလေအင်းကြီးကိုချွတ်ကရိုက်ဒါမန်လို့ကြွေးကြော်လိုက်ပြီးလေထဲကိုခုံကပထမအုံးဆုံးချိန်ရိုက်ဒါကစ်ကိုတုံးသွားနိုင်ပါတယ် ကစ္စာမီသွားတဲ့အီချီကိုလည်းနောက်ကိုလွန့်ထွက်သွားခဲ့ပြီး KO သွားခဲ့ပါပြီ။ဒါကြောင့်မီဆူဘာတယောက်နိုင်ရရှိသွားပြီးအားလုံးလည်းအံ့အားသင့်သွားခဲ့ပါတယ်။အဲနောက်မှာတော့ပွဲစဉ်တရဲ့ဝင်တာတိုကြီးမားနဲ့တက်ကီရိုရဲ့ပွဲစဉ်ကရောက်ရှိလာပါတယ်။ဒါရောမြောက်သားလည်းနေရာယူခဲ့ပြီးအဲချိန်အီချီယိုကနိုးလာခဲ့ပါတယ်။အီချီယိုကမီဆူဘာကိုနောက်ဆုံးတော့သူ့ကိုနိုင်ရရှိသွားတဲ့အတွက်ဂုဏ်ပြုပေးလိုက်ပြီးယူကရီဆူကလည်းနိုးလာခဲ့ကအီချီယိုကိုလေတိုက်နေခဲ့ပါတယ်။ ဒါလုံးအီချီကိုလည်းတစ်ချက်စော်ပေးလိုက်ပြီးအင်းတော့မှာတော့ယူကာရီစုတယောက်တက်ကွင်းကိုကြည်လိုက်ပြီး "तू ကရှုံးသွားပြီမေ"ဒေါင်းဆောင်နဲ့ကြီးရေချားတဲ့ဟာတကယ်စစ်မှန်ဆိုလို့ "तू ပဲရှိချောင်တွင်းနေခဲ့ပါတယ်။အဲချိန်တူကြီးမမျက်နှာဖုံးကိုကောက်ဝဲလိုက်ပြီးယူရီကိုကလည်းဟန်ပြင်လိုက်ပါတယ်။အီချီယိုရဲ့တွေးထဲမှာတော့ရုပ်ရှင်နဲ့တက်ကဲနဲ့ကာမရိုက်တာကိုတွင်းမြင်နေခဲ့ပြီးဇလန်းလေးကဒီမာရီမေခန်းရလို့သွားခဲ့ပြန်ပါတယ်။